အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်တို့တိုက်ပွဲဖြစ်နေတာဒီနေ့ဆိုရင်၃ရက်မြောက်နေ့ကိုရောက်သွားပါပြီ။ဒါပေမဲ့ဒီကြားထဲမှာတိုက်ပွဲလို့ပြောလို့မရပဲနဲ့အပြန်အလှန်ပြစ်ခတ်မှုသေးသေးလေးတွေပဲရှိနေကြတယ်ပါ။ဒါစနေနေ့ညကတော့တကယ်တိုက်တိုက်ပွဲကြီးကြီးမားမားဖြစ်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့ဒီကြားထဲမှာတော့အပြန်အလှန်တင်းမာမှုတွေပဲရှိပြီးတော့တကယ်တိုက်ပွဲကြီးပုံသဏ္ဍာန်တော့ဖြစ်ခဲ့တာမရှိပါဘူး။ဒါပေမဲ့နှစ်ဖက်အပြန်အလှန်ပြောနေကြတာတစ်ဖက်က58ယောက်ကျသွားတယ်ဆိုပြီးတော့အာဖဂန်ဘက်ကနေပြီးတော့ပါကစ္စတန်ဘက်က အာ98ယောက်ကျသွားလို့ပြောတယ်ပေါ့နော်ဒါပေမဲ့ပါကစ္စတန်ဘက်ကပြောတာကြတော့ဒီဘက်အဲအာဖဂန်တာလီဘန်တွေဘက်က200ကျသွားလို့တော့ပြောတာပေါ့ဒါပေမဲ့သူတို့နှစ်ခုကြားမှာကလည်းတယောက်နဲ့တယောက်ဝါရဖြန့်ချီတွေတုံးတယ်ပြီးတော့မီဒီယာမှာပုံစံမျိုးမျိုးနဲ့ပြောတယ်ဆိုတော့သူတို့ပြောစကားတွေကိုကျွန်တော်တို့အတီယူလို့တော့မရပါဘူးဆိုတော့မြေပြင်ငှားနေပြီးတော့သတင်းရရှိမှုကလည်းအင်မတန်ခက်ခဲပါတယ်နိုင်ငံတကာမီဒီယာကြီးတွေကျွန်တော်တို့အာဖဂန်ဘက်အချမ်းမှာကျွန်တော်တို့ဝင်ပြီးသတင်းယူလို့မရဘူးပါကစ္စတန်နိုင်ငံဒီဘက် ထေဆန်းမြင်းပေါ်မှာလည်းနိုင်ငံတကာမီဒီယာကြီးတွေတွားပြီးသတင်းယူလို့မရပါဘူး။ဒါကြောင့်မလို့အဲ့ဒီကနေသူတို့အစိုးရတွေပြောရေးဆိုခွင့်ရှိတဲ့သူတွေကထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေအရာကျွန်တော်တို့ပြောလို့ရတာပေါ့နော်။ဒါပေမဲ့ဒီဘက်မှာကျွန်တော်58နဲ့200ဆိုပြီးတည်ထားတယ်။ဒါပေမဲ့ဒီဟာတွေကိုကျွန်တော်တို့အခုချိန်ထိအတည်ယူလို့မရသေးဘူး။ဒါပေမဲ့ဒီကြားထဲမှာအရက်သားတည်ဆုံးမှုရှိသလားဆိုပြီးကြည့်တော့အရက်သားတည်ဆုံးမှုတော့အခုချိန်ထိမကြားရသေးဘူးပေါ့နော်။ဟိုစစ်သားတွေပဲတည်ဆုံးနေဆိုပြီးကျွန်တော်တို့သိရသေးတယ်။အခုကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် ပြီးခဲ့တဲ့ကြာမှာဒါဂါဇာမှာတိုက်ပွဲတွေရပ်သွားတော့မှရှိသေးတယ်အခုအာဖဂန်နဲ့ပါကစ္စတန်မှာစဖြစ်လာပြန်ပြီဆိုပြီးတော့အခုဒါကာတာတို့ဆာအူဒီတို့နောက်ပြီးတော့ရုရှားအပါအဝင်ပေါ့နော်ဒီနိုင်ငံတွေကနေပြီးတော့ဒါကိုစိုးရိမ်နေကြအောင်လဲထုတ်ပြောနေကြတာတွေ့ဟုတ်လဲဆိုတော့ကျွန်တော်တို့အာအာဖဂန်လို့ပြောလိုက်တာနဲ့ဒီမှာအရင်တုန်းကကျွန်တော်တို့1960 1989အဲ့ဒီမတိုင်ခင်ကရုရှားကိစ္စတွေပါလာမယ်ပြီးတော့ပါကစ္စတန်လို့ပြောလိုက်တာနဲ့ဒီမှာအိန္ဒိယပါလာတယ်ပြီးတော့ အာအမေရိကန်ကပါကစ္စတန်ရဲ့အဓိကမဟာမိတ်ဆိုတော့သူတို့တွေပါလာတာပေါ့နော်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့အခုစိုးရိမ်မှုတွေမြင့်နေတဲ့အကြောင်းဒီနိုင်ငံတွေကလည်းပြောထုတ်ပြောကြတာတွေ့ရတယ်ဆိုတော့အဓိကဒီမှာဖြစ်ရတဲ့အကြောင်းရင်းကတော့ဒါ TTP ဆိုပြီးတော့အတူကောက်ခေါ်ကြတဲ့အဖွဲ့ပေါ့ဒါမဲ့ကျွန်တော်ဒီစောင်းမားမှာတော့ကျွန်တော် TTP လို့မသုံးဘဲနဲ့ပါကစ္စတန်တာလီဘန်ဆိုပြီးတော့သုံးပါမှာကျွန်တော်ဒီနာမည်ကပို့ပြီးတော့လူသိများတယ်ပြီးတော့သူတို့သတင်းမီဒီယာတွေမှာလည်းဒါ TTP ဆိုတဲ့ပါကစ္စတန်တာလီဘန်ဆိုတဲ့နာမည်ကိုပို့သုံးတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော် ီမှာ DDP အစားဒီပါကစ္စတန်တာလီဘန်ဆိုတဲ့နာမည်ကိုသုံးပါမယ်။ဆိုတော့ဒီအဖွဲ့ကတကယ်တကယ်တော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့လည်းသိစိမ့်တဲ့အဖွဲ့တော့မဟုတ်ဘူး။ဆိုတော့ပြောရရင်ကျွန်တော်တို့2012ခုနှစ်လောက်ကိုပြန်သွားအောင်ပေါ့။အဲဒီတုန်းကဒီမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးသူတို့ပြောခဲ့ဆိုခဲ့တာတွေရှိပါတယ်။ဒီအခုတိုက်ပွဲဖြစ်နေတဲ့နေရာမှာအခြေစိုက်တဲ့ပါကစ္စတန်တာလီဘန်ကအဖွဲ့ပေါ့နော်။သူ TDP ဆိုတဲ့အဖွဲ့ကအဲ့ဒီအဖွဲ့ကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဆက်ဆက်ခဲ့တဲ့ကိစ္စတခုရှိပါတယ်။ပြီးတော့ကျွန်တော်ဒီကိစ္စကိုအသေးစိတ်ဆက်ပြောပါမယ်။ဆိုတော့ အခုတိုက်ပွဲတွေဖြစ်နေတဲ့ဟာကဒပြိုင်းနှစ်ထဲမှာဒါအာဖဂန်နစ္စတန်ကနိုင်ငံခြားရေးဝန်ကြီးပေါ့နော်အမူတာကီပေါ့အဲ့လိုနာမည်ကသူကအခုအိန္ဒိယကိုရောက်နေတာနဲ့တော်ပြီးတိုက်ဆိုင်တယ်ပေါ့ကျွန်တော်သူရောက်နေတယ်ရောက်နေတဲ့အချိန်မှာကိုဒီတိုက်ပွဲတွေဖြစ်နေတာကျွန်တော်တို့ဒီမှာဆက်ပြီးကြည့်ရမယ်ဆိုရင်အိန္ဒိယနဲ့ဒီဒီပါကစ္စတန်အိန္ဒိယနဲ့အာဖဂန်နစ္စတန်နိုင်ငံရဲ့ဆက်ဆံရေးကိုလည်းကျွန်တော်တို့ပြီးရင်လေ့လာကြည့်အောင်ကျွန်တော်ကျွန်တော်ဒီနေ့တော့ဒီအာဖဂန်နစ္စတန်နဲ့ပါကစ္စတန်ကြားမှာဖြစ်နေတဲ့တိုက်ပွဲအကြောင်းတချို့ကိစ္စတွေ အဲပြီးတော့ဒီဒီတိုက်ပွဲသမိုင်းကြောင်းပေါ့နော်အရင်တော့သူတို့ဘယ်တော့ကတိုက်ပွဲတွေဖြစ်ခဲ့ဘူးတည်းဒီကြောင်းတွေကျွန်တော်တို့လေ့လာမယ်ပြီးတော့ဒီနေဆက်မှာအခြေစိုက်တဲ့ခုနပြောတဲ့ဒီပါကစ္စတန်တာလီဘန်အဖွဲ့အကြောင်းကိုကျွန်တော်တို့လေ့လာကြည့်အောင်ပါပြီးတော့ဒီကျွန်တော်တို့အာဖဂန်နစ္စတန်လို့ပြောရင်ဒီကြားထဲမှာကျွန်တော်တို့ကျွန်တော်မြန်မာနိုင်ငံအရေးပါဝင် နောက်ပြီးတော့ရုရှားယူကရိန်းပြီးတော့ဒါဂါဇာအစ္စရေးပေါ့ဒီကိစ္စတွေတောက်လျှောက်ဖြစ်ခဲ့တော့ဒီအာဖဂန်မှာဘာတွေဖြစ်နေတယ်လဲဖြစ်နေခဲ့တယ်လဲဆိုတော့ဒီနေ့အပြင်နိုင်ငံတကာမီဒီယာကြီးတွေကလည်းဒီကိစ္စကို ်နည်းနည်းအာယုံမဆိုင်ခဲ့တယ်လို့မျိုးဖြစ်နေတယ်ပေါ့တကယ်တော့ဒီကြားထဲမှာဖြစ်သွားတာတွေကတော့ကိစ္စတွေတော်တော်များပါတယ်အထူးသဖြင့်ဒီဒီမှာအခြေစိုက်တဲ့ဒီပါကစ္စတန်တာလီဘန်အဖွဲ့နဲ့ဒီဘက်ကပါကစ္စတန်နဲ့ကြားမှာဖြစ်ခဲ့တဲ့ပြဿနာတွေတော်တော်များပါတယ်ဒီမျိုးအဲ့ဒီအကြောင်းကိုကျွန်တော်တို့လေ့လာကြည့်အောင်ပါကျွန်တော်ဒီနေ့အကြောင်းကိုမပြောခင်မှာဒီအာဖဂန်နစ္စတန်ဟာဒီအရင်အစိုးရအမေရိကန်နဲ့ ရင်းနှီးခဲ့တဲ့အစိုးရပေါ့နော်အနောက်နဲ့ရင်းနှီးခဲ့တဲ့အစိုးရပြုတ်ကျသွားပြီးတော့တာလီဘန်တွေဝင်ရောက်လာတဲ့အချိန်မှာကနေစပြီးတော့အခုချိန်ထိအာဖဂန်နစ္စတန်ဘာဖြစ်နေခဲ့တယ်ကျွန်တော်ခုနကပြောခဲ့သလိုပဲဒီကြားထဲမှာသတင်းနိုင်ငံတကာမီဒီယာကြီးတွေသတင်းဌာနကြီးတွေနောက်ပြီးတော့အိန္ဒိယအခြေစိုက်သတင်းဌာနတွေကတော့မှဒီကိစ္စကိုအဲ့လောက်ထိ highlight လုပ်ကြတာမတွေ့အောင်ဒီကြားထဲမှာအာဒီပါကစ္စတန်ဘာတွေဖြစ်နေတယ်အာဖဂန်ဘာတွေဖြစ်နေတယ်ကျွန်တော်မေးလိုက်လို့ရှိရင်သူတွေတိတ်ပြီးတော့ဟိုတိတ်စနေနာမိကြတာတိတ်နဲတယ်ပေါ့ကျွန်တော်အဲ့လိုပြောအောင်ဆိုတော့ ိုဒေတာနဲ့သတင်းတွေလောက်ပဲရှိတယ်နိုင်ငံတကာအဆင့် international media ဆိုတာမျိုးမှာတက်လာတာမျိုးကိုကျွန်တော်တို့မတွေ့ရကျွန်တော်ကျွန်တော်2021ပေါ့ကျွန်တော်တို့စီမအနာသိနေအချိန် February ပေါ့နော်ပြီးကနေပြီးတော့ကျွန်တော်တို့ဩဂုတ်လလောက်မှာအာဖဂန်ဒီကဘူးမျိုးတွေကိုတာလီဘန်တွေဝင်လာတဲ့ဗီဒီယိုတွေဓာတ်ပုံတွေတက်လာတာပေါ့နော်ဆိုအဲ့တုန်းကတော့မှကျွန်တော်အဲ့ဒီကိစ္စတွေကိုတောက်လျှောက် live ပုံစံမျိုးသတင်းရေးခဲ့ဥပါတယ်ဒီအာဖဂန်အန်တမရာအရှရက်ဂန်ဒီထွက်ပြေးသွားပြီဆိုတဲ့အကြောင်းပေါ့နော်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာ ဘာတွေဖြစ်လာခဲ့တယ်လဲပေါ့သူဒီအကြောင်းကိုကျွန်တော်2021နောက်ပိုင်းအချိန်တွေကို မကြည့်ခင်ကျွန်တော်2021မတိုင်ခင်ဒီကာလပေါ့နော်2000တခုနှစ်ကနေ2000နဲ့ဒီတခုနှစ်ကြာပေါ့နော်20ကာလကိုကျွန်တော်ပြန်ကြည့်ကြအောင်ဆိုတော့ဒီကာလမှာဒီအာဖဂန်နစ္စတန်မှာတမရနှစ်ယောက်တက်ခဲ့ပါတယ်ဆိုတော့ဒီ2001မတိုင်ခင်ကတော့အမေရိကန်တွေအာဖဂန်ကိုမဝင်ခင်ကတော့ဒီမှာရင်းနှီးတဲ့တာလီဘန်အစိုးရရှိခဲ့တယ်အဲ့တာလီဘန်အစိုးရ လက်အောက်မှာတော့ကြာအမျိုးသမီးတွေပညာသင်ကြားခွင့်မရှိတာအာမူလာတိုင်းပညာလောက်ပဲသင်ကြားခွင့်ရှိတယ်ပေါ့နော်အဲဒီနောက်ပိုင်းမှာထပ်ပြီးတော့သင်ကြားပညာခွင့်မရှိတာနောက်ပြီးတော့ဒီအဝတ်အစားနဲ့ပတ်သက်ပြီးတော့လုံးဝထိန်းချုပ်တာတင်းကျပ်တာဒီကိစ္စတွေရှိခဲ့တယ်ပြီးတော့တာလီဘန်အဲဒီဟောင်းထိန်းချုပ်တယ်1996ကနေ2000ခုနှစ်ဒီဒါတာလီဘန်ထိန်းချုပ်တာလီဘန်အုပ်ချုပ်တော့အာဖဂန်ဆိုတော့ဒီတော့တာလီဘန်ရဲ့အဲစိုးမှုတွေသူ့ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကျွန်တော်တို့ပြောစရာမလိုအဲ့ဒါလူတိုင်းတွေပါသိကြတဲ့ကိစ္စဒါပေမဲ့2000အမေရိကန်ဝင်လာပြီးတော့အဲ့ဒီ ဒီတာလီဘန်ဆွေးအောင်ဖြုတ်ချလိုက်တယ်ပြီးတော့ယာယီသမရခန့်ပေါ့နော်အဲ့ဒီယာယီသမရရဲ့နာမည်ကသူကဒီဟာမစ်ကာဇိုင်းပေါ့နော်သူကတော့အဲ့ဒီတုန်းကတော်တော်များများသိကြပါတယ်ဒီဟာမစ်ကာဇိုင်းပေါ့ဒါပေမဲ့2014မှာအဲ့ဒီဟာမစ်ကာဇိုင်းပြုတ်သွားတယ်ပြီးတော့ကျွန်တော်တို့ဒါဒါအများစုသိကြတဲ့အာရှရက်ဂါနီသူတက်လာတယ်ပေါ့နော်ဆိုတော့အာရှရက်ဂါနီတက်လာတော့တော်တော်များများကအာဖဂန်နိုင်ငံပေါ်မှာမျောလင့်ချက်ထားခဲ့ကြတယ်ဒါအာဖဂန်ကအရင်ကတော့မဟုတ်ဘဲနဲ့ပို့ပြီးတော့ကောင်းလာမယ်ပို့ပြီးတော့မျောလင့်ချက်ရှိလာမယ်ဆိုပြီးတော့ အားလုံးကလည်းပြောခဲ့ကြတယ်ပေါ့ဒါပေမဲ့အဲသူလက်ထက်က तू ကတော်တော်များများ तू ကအမေရိကန်နဲ့လည်းရင်းနှီးတော့ဒီအမေရိကန်အကူအညီယူပြီးတော့ပို့ပြီးတော့ဖွံ့ဖြိုးတိုးတက်ရေးကိုဦးစားပေးလုပ်ခဲ့တာတွေ့ရတယ်ဒါပေမဲ့တပြိုင်နက်တည်းမှာပဲအဲသူကတစ်ဖက်မှာတာလီဘန်ကလည်းရှိနေသေးတယ်တာလီဘန်ကိုအမေရိကန်နဲ့အတူတူပူတွဲပြီးတိုက်နေရသေးတယ်ပေါ့အဲတစ်ချိန်တည်းမှာသူကအဲတုန်းကတော့လှုပ်လှခွင့်တွေရှိခဲ့တယ်အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီးလှုပ်လှခွင့်တွေရှိခဲ့တယ်ပညာတန်းတူပညာသင်ကြားခွင့်နဲ့ပတ်သက်ပြီးလှုပ်လှခွင့်တွေရှိခဲ့တယ်ပြောဒီလှုပ်လှဆိုပြောရေးဆိုခွင့်နဲ့ပတ်သက်ပြီးတော့လည်း အဲခွင့်ရည်တွေအများကြီးရခဲ့တယ်ပေါ့နော်ပြောရရင်တော့လူခွင့်ရည်နဲ့ပတ်သက်ပြီးတော့အဆင့်အတန်းတစ်ခုဒီဖြည်းဖြည်းချင်းတက်လာခဲ့တယ်ပေါ့ဒီအာဖဂန်နစ္စတန်ကဒီအာရှရက်ဂါနီလက်ထက်မှာပြီးတော့ဒီမှာနောက်ထပ်တစ်ခုထည့်ပြောသင့်တာကအာရှရက်ဂါနီကပြောရရင်တော့ဒီဒီတာလီဘန်တွေကဆွန်နီတွေဆွန်နီမွတ်စလင်တွေဆိုတော့ဆွန်နီမွတ်စလင်ဆိုသူတို့ကဒီရှီယာတွေနဲ့မတည့်ဘူးရှီယာမွတ်စလင်တွေကိုပို့ပြီးတော့ဖိနှိပ်တယ်အစိုးရအဖွဲ့ဝင်တွေနေရာမပေးဘူးစသဖြင့်ပေါ့နော်ဒါပေမဲ့ ဒီ2014နောက်ပိုင်းမှာတက်လာတဲ့ Ashraf Ghani ကသူက တိုင်းသားကျွန်တော်တို့ကျွန်တော်တို့မြန်မာနိုင်ငံလိုပဲဒီ Afghanistan ကလည်းတိုင်းသားလူမျိုးတွေတော်တော်များများရှိတဲ့နိုင်ငံပါပြီးတော့ဒီတိုင်းသားလူမျိုးတွေကပဲလက်နက်ကင်ဖွဲ့နေရှိတယ်နောက်ပြီးတော့တချို့ဒါအရှေ့ပိုင်းပေါ့နော် Pocket Afghanistan အရှေ့ပိုင်းမှာဆိုလို့ရှိရင်ဒီတိုင်းသားအဖွဲ့တွေကတော်တော်အင်အားကောင်းကြပါတယ်ကျွန်တော်ဒီတိုင်းသားအဖွဲ့တွေကိုနေရာပေးမပေးဆိုတဲ့ကိစ္စကလည်းအာဖဂန်နိုင်ငံရေးထဲမှာတော်တော်အရေးပါတဲ့ကိစ္စ။ကျွန်တော် Ashraf Ghani လက်ထက်မှာတော့2014နောက်ပိုင်းမှာတော့တိုင်းသားအဖွဲ့တွေကိုပို့ပြီးတော့ နေရာပေးလာတယ်ပြီးတော့ပူရဲအုပ်ချုပ်ခွင့်ဆိုတာမျိုးတွေတောင်ပေးလာတယ်ပေါ့နော်အစိုးရအဖွဲ့တွေမှာပို့ပြီးတော့နေရာပေးလာတာမျိုးတွေတွေ့ရတယ်ဒီပိုင်းဒီထက်မှာသူကတာလီဘန်ကိုလည်းဆက်တိုက်နေရသေးတာပေါ့ဆိုတော့အားလုံးသိကြတဲ့ဒါ2021ဩဂုတ်မှာတော့အမေရိကန်တပ်ဖွဲ့တွေတွေ့သွားတယ်အဲ့ဒီမှာဆိုလို့ချင်းလေရင်ဘိန်းပေါ်မှာဟာဖက်လိုက်ကြတဲ့လူတွေပြီးတော့အဲ့လူတွေရဲ့ပုံတွေကိုတော့ကျွန်တော်တို့မြင်ခဲ့ရတယ်ပေါ့နော်အမေရိကန်တွေထွက်သွားတော့ဒီတာလီဘန်တွေကပူးမျိုးတွေဝင်လာတယ်ပြီးတော့တာလီဘန်တွေကအရင်အထောက်တက်မတိုင်ခင်ကကာလပုံစံမျိုးပဲအုပ်ချုပ်ကြတယ် ဒီနေရာမှာကျွန်တော်တို့ဟိုမြန်မာ support တဲ့သူတွေရောပေါ့နော်တော့ကမ္ဘာလုံးအတိုင်းတားရောတချို့ကတော့အဲ့ဒီတုန်းကတာလီဘန်ကိုအကောင်းမြင်ခဲ့ကြတယ်မျောလင့်ချက်ထားခဲ့ကြလို့ကျွန်တော်တို့အဲ့မှာသတိထားမိတယ်ဆိုတော့ဘာလဲဆိုတော့တာလီဘန်နေဟာတခုဒုတိယတစ်စင်းတာလီဘန်1996တုန်းကတာလီဘန်နဲ့မတူလောက်တော့ဘူးဆိုတဲ့မျောလင့်ချက်မျိုးရှိခဲ့ကြတာကျွန်တော်တွေ့ရတယ်ဘာလို့လဲဆိုတော့1996တုန်းကတာလီဘန်ဟာဒါဒါစစ်ပွဲအပီးပေါ့နော်ရုရှား ဒီ community support community ထိန်းချုပ်မှုကို be support တွေပြီးမှတက်လာတဲ့တာလီဘန်ဖြစ်လို့အခုကျွန်တော်2021နောက်ပိုင်းမှာတွေ့ရတဲ့တာလီဘန်တွေတော့မတူနိုင်တော့ဘူးဆိုပြီးတော့တချို့ကအဲ့လိုခံမှန်းခဲ့ကြတယ်မျောလင့်ကြလဲထားခဲ့ကြတယ်တာလီဘန်ကအစပိုင်းသူတို့ဒီအာနာယူလိုက်ပြီးတော့အာအုပ်ချုပ်လိုက်ပြီးတော့တက်လာတော့ဒီမီဒီယာတွေမှာဘာတွေတောင်သူကဖြေတယ်လဲဆိုတော့အမျိုးသမီးတွေကိုပညာတင်ယောက်ခွင့်ပေးမယ်ဘလို့ဆိုပြောရေးဆိုခွင့်နေရှိလာမယ်ဆိုတော့မျိုးတွေတောင်မှသူကပြောခဲ့တယ်ပြီးတော့ ဟိုမီဒီယာကြီးတွေဥမာ CNN တို့လိုမျိုး New York Times တို့လိုမျိုး BBC တို့လိုမီဒီယာကြီးတွေကိုမကပါနဲ့မီဒီယာသေးသေးလေးတွေပေါ့နော်အဲ့လိုမီဒီယာသေးသေးလေးတွေတော့ interview တွေဟိုဇက်တိုက်ဖြည့်ပြီးတော့သူတို့ကဘယ်လောက်ထိဒီအဲပြောပြောလို့တော့ဆက်ပြောရစုခုကအားပေးတဲ့အကြောင်းမီဒီယာလို့လောက်ခွင့်မအားပေးတဲ့အကြောင်းဆိုတာမျိုးတောက်လျှောက်ပြောခဲ့တာပေါ့အဲ့ဒီမှာသူတို့ဂရိပိကလည်းရှိတယ်အဲ့ဒါကအမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီးတော့သူတို့ဒီထပ်ပို့ပြီးကောင်းအောင်လုပ်ပါမယ်အမျိုးသမီးတွေပညာသင်ကြားခွင့်ရစေရပါမယ်ဆိုတာမျိုးတွေတော့မီဒီယာမှာဂရိပိကလည်းကျွန်တော်ရှိပါတယ်ဒါပေမဲ့ တို့2021ကနေအခု2025ကာလပေါ့နော်ငါဒီ limit ကာလကိုကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တို့ပြောခဲ့တာတွေတခုမှဖြစ်မှာလားပေါ့ကျွန်တော်အမျိုးသမီးတွေပညာသင်ကြားခွင့်မရောက်လို့ဆိုရတယ်ဒါပေမဲ့မူလတန်းကနေပြီးတော့6တန်းအထိပဲရတာသူကအမျိုးသမီးတယောက်ပညာသင်ကြားခြင်းနဲ့ဆိုရင်6တန်းအောင်ပြီးသွားလို့ရှိရင်အဲ့ဒီအမျိုးသမီးအဲမိန်းကလေးတွေကကျွန်တော်တို့အထက်တန်းတစ်ခွင့်မရှိဘူးပြီးတော့အာတက္ကသိုလ်ဆိုတော့ဝေလာဝေးပေါ့နော်အဲ့ဒီအစီအစီတစ်ခွင့်မရှိတော့ဘူးဒါတော့ အမျိုးသမီးတွေနဲ့ပတ်သက်လို့နောက်တစ်ခုကကျတော့အရင်တုန်းက1900ဒီ2000တအမေရိကန်တွေမဝင်ခင်ပြီးတော့2000 2014 Ashraf Ghani မအုပ်ချုပ်ခင် ကာလတွေတုန်းကရှိခဲ့တဲ့အတိုင်းပေါ့သူတို့ပြန်တော့1996နဲ့2000တုန်းကဒီအလီဘန်တာလီဘန်တွေအုပ်ချုပ်တဲ့အတိုင်းအမျိုးသမီးတွေဟာဒါစေကန်းပြတာတို့နောက်ပြီးတော့အဲ့လိုမျိုးအစိုးရလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဆက်ဆံရတာတို့မှာသူကအမျိုးသမီးတွေကသူကိုယ်တိုင်တည်တံ့သူတို့ဟာသူတို့သွားပြီးတော့လိုချင်တာတွေအဲကိစ္စတွေကိုလုပ်လို့မရပါဘူး ဆိုဘသူပါလဲဆိုတော့သူ့ကိုအုတ်ထိန်သူတယောက်ယောက် Guardian တယောက်ယောက်ပါတယ်နော်အဲ့လူကအဲ့ဒီမျိုးသမီးအဖေဖြစ်ဖြစ်မယ်အကိုဖြစ်ဖြစ်မယ်အဲဒါမှမဟုတ်ယောက်ျားဖြစ်ဖြစ်မယ်ပေါ့နော်အဲ့ဒီတယောက်ဖြစ်ကိုဖြစ်ရဆို Guardian အုတ်ချုပ်ထိန်ချုပ်သူအုတ်ချုပ်သူတယောက်ပါမဂျမိုင်းဝန်ဆောင်မှုကိစ္စတွေအစိုးရလုပ်ငန်းတွေပတ်သက်တဲ့ဟာတွေမှာဝင်ပြီးတော့ဒီအကူအကူညီတောင်းခွင့်နောက်တစ်ခုကဒီဝင်ဆောင်မှုတောင်းခွင့်ရှိတာပေါ့ဒါမှဒီတိုင်းအမျိုးသမီးတယောက်အနေနဲ့သွားပြီးတော့ဆေးရုံတွေကိုသွားလို့မရဘူးအခုက ဒီဒီ2021နောက်ပိုင်းမှာအဲ့လိုပြန်ဖြစ်သွားတော့သူတို့တာလီဘန်တွေကိုတာလီဘန်တွေ2021နောက်ပိုင်းမှာပြောင်းလဲသွားလားမပြောင်းလဲပါဘူးအခုအချိန်အထိအရင်2001မတိုင်ခင်တုန်းကတာလီဘန်အတိုင်းပဲပြန်ဖြစ်သွားခဲ့တော့မီဒီယာတို့လောက်ခွင့်ဆိုလို့ဆက်ဆက်တဲ့အခုဒီအိန္ဒိယကိုရောက်နေတဲ့အာဖဂန်နစ္စတန်နိုင်ငံသားရဲ့ဝန်ကြီးဒါမော်လဝီအမီခန်အမူတာကီပေါ့နော်အဲ့ဒီပုံကိုအိန္ဒိယကိုရောက်နေတယ်ပြီးတော့သူကတခြားနိုင်ငံရောက်နေတော့ဒါနိုင်ငံသားရဲ့ဝန်ကြီးတွေထုံးစံအတိုင်းသတင်းစာရှင်းလင်းပွဲလုပ်လာ တင်းသာရှင်တွေကဒီအိန္ဒိယနဲ့ဘာတွေသဘောတူညီချက်တွေရှိတယ်လေဘာတွေပြောတယ်လဲဆိုတော့တင်းသာရှင်တွေမှာလောက်ပါတယ်အဲ့တင်းသာရှင်လင်းပွဲကိုအမျိုးသမီးတင်းထုတ်တွေဝေခွင့်မပေးပါဘူးဆိုတော့ဒီအိန္ဒိယအစိုးရဘက်ကတော့ဒီဟာကိုတုံ့ပြန်တယ်ဗောနော်ဒီတင်းသာရှင်လင်းပွဲကိုသူတို့ထိန်းချုပ်တာမဟုတ်ပါဘူးသူတို့လောက်တာမဟုတ်ပါဘူးတဲ့ဒီအာဖဂန်နစ္စတန်ဘက်ကလည်းပဲဒီတင်းသာရှင်လင်းပွဲကိုအဓိကလုပ်တယ်ဒါကြောင့်သူတို့လည်းမဆိုင်ပါဘူးတောင်အိန္ဒိယနိုင်ငံထဲမှာရှိတဲ့သတင်းစာအဖွဲ့အစည်းတွေအမျိုးသမီးအဖွဲ့အစည်းတွေကတော့လုံးလုံးလုံးဝကန့်ကွက်နေကြတာပေါ့နော်ဒါဟာအာဖဂန်နစ္စတန်ရဲ့ အဲဒီတာလီဘန်တွေရဲ့ပုံစံအတိုင်းအိန္ဒိယထဲမှာလာလို့နေတာလုံးဝမဖြစ်သင့်ဘူးဆိုပြီးတော့ပြောကြတာပေါ့ဆိုတော့ကျွန်တော်တို့ဆက်ဆက်ပြီးတော့ဒီအိန္ဒိယကိုရောက်နေတဲ့ဒီမူတာဂီပေါ့နော်နဲ့ဆက်ဆက်ပြီးတော့ဒီအိန္ဒိယနဲ့အာဖဂန်နစ္စတန်ဆက်ဆံရေးအကြောင်းကိုနိုင်ငံနဲ့နဲ့ကြည့်အောင်ပါခုအိန္ဒိယကိုဒီအာဖဂန်နိုင်ငံသားရေးဝန်ကြီးမူတာဂီရောက်နေတဲ့ကိစ္စကနည်းနည်းထူးကြပါတယ်ဘာလို့လဲဆိုတော့2021မှာဒီတာလီဘန်တွေပြန်ဝင်လာပြီးတော့အုပ်ချုပ်တဲ့အချိန်အဲ့ဒီအချိန်ရပိုင်းထဲမှာဒီအောက်ကုလာထဲမှာပဲဒီအိန္ဒိယကဘာလို့လဲဆိုတော့အာဖဂန်နစ္စတန်ထဲမှာရှိတဲ့ ဒီသူ့ရဲ့အိန္ဒိယရဲ့တန်တန်တန်ယုံရဲ့ဒီဘက်အိန္ဒိယမှာရှိနေတဲ့အာဖဂန်နစ္စတန်ရဲ့တန်ယုံရဲ့ကိုအပိပိတ်လိုက်တယ်ပိတ်လိုက်ပြီးတော့တန်မတ်တွေကိုလည်းနှင်းထုတ်လိုက်တယ်အာဖဂန်အာဖဂန်သားတွေအိန္ဒိယကိုလာမယ်ဆိုလဲဗီဇာမပေးဘူးပေါ့နော်ပြီးတော့အိန္ဒိယနိုင်ငံကလူတွေအာဖဂန်ကိုသွားမယ်ဆိုရင်လည်းထိန်းချုပ်မှုတွေတင်းကြပ်မှုတွေလုပ်ပြတာဆိုတော့ပြောရရင်တော့တန်တမန်ဆက်ဆံရေးကိုလုံးဝပိတ်ပစ်လိုက်တယ်ပြီးတော့တန်တမန်အဆင့်ကလည်းလုံးလုံး short ချပစ်လိုက်တယ်ဆိုတော့ဒီကြားထဲမှာတော့ပြီးခဲ့တဲ့နှစ်2024တုန်းကတော့ဒီနိုင်ငံသားရေးဝန်ကြီးနဲ့အိန္ဒိယဘက်ကတန်အရာရှိတချို့က ီကြားထဲမှာကျွန်တော်တို့ဒီပင်လယ်ကွေ့နိုင်ငံတွေကအစည်းအဝေးတွေမှာအာတရားမဝင်ဘူးเนาะကျွန်တော်တို့ရှုပ်ဖွေပုံစံမျိုးတွေ့ခဲ့တာတွေတော့ရှိတယ်ဒါပေမဲ့အဲ့ဒီဟာကိုနိုင်ငံတော်အဆင့်ထုတ်ပြန်တာမျိုးတွေကျွန်တော်မမြင်ခဲ့ရအောင်သတင်းတွေမှာကြိုကြားကြိုကြားကျွန်တော်ဟောဖတ်ရတာကျွန်တော်မှတ်မိပါတယ်ဒါပေမဲ့အဲ့လောက်ထိပြောရလောက်အောင်ထိမကြည့်ခဲ့ဘူးပေါ့เนาะကျွန်တော်အခုမှကျွန်တော်တို့ဒါမူတာကီကနိုင်ငံသားရေးဝန်ကြီးကအိန္ဒိယကိုရောက်တယ်ပြီးတော့ဒါ6ရက်ခရီးပေါ့เนาะအဲ့ဒီမှာသူတောက်လျှောက်တင်းစားရှင်းနေပွဲလုပ်တယ်ပြောဆိုမှုတွေလုပ်တယ်ပြီးတော့အခုသူကဘာတွေထုတ်ပြန်လဲဆိုတော့အိန္ဒိယအနေနဲ့ အာဖဂန်နစ္စတန်မှာစီးပွားရေးရရင်းနှီးမြှုပ်နှံမှုတွေလုပ်မယ်ပြီးတော့တန်ယုံတွေလည်းပြန်ဖွင့်မယ်ဆိုတာကိုအခုတရားဝင်ပြောထားကြပါတယ်ဆိုတော့ခုဒါအာဖဂန်နိုင်ငံသားရေးဝန်ကြီးကအိန္ဒိယကိုရောက်တယ်ရောက်တဲ့နေ့မှာပဲအဲဒီတိုက်ခိုက်မှုတွေနေဆန်းမြေမှာတိုက်ခိုက်မှုတွေဖြစ်တာပေါ့ဆိုတော့ဒီလိုတိုက်ခိုက်မှုဖြစ်တာကအာတကယ်တကယ်အကြောင်းရင်းကတော့ပြီးခဲ့တဲ့အောက်တိုဘာ6ရက်နေ့တုန်းကဒီကပူးမြို့ကတိုက်ခိုက်မှုပေါ့နော်အာဒီအာဖဂန်နစ္စတန်ကပူးမြို့ကနေအိမ်တစ်ခုကိုလေကြောင်းကနေပုံကျဲတာပေါ့အစောပိုင်းမှာတော့တချို့ ဒီဘက်အာဖဂန်ကထုတ်ပြန်တဲ့သတင်းတွေမှာလည်းပောက်ကွဲမှုဖြစ်တယ်လို့ပဲသူတို့ကပြောတာပေါ့နော်အဒရုန်းနဲ့ပစ်တာလားအာတိုက်ခိုက်မှုဖြစ်တာလားဘုံဖောက်ခွဲတာလားဆိုတော့ကျွန်တော်တို့မသိအောင်ဒါပေမဲ့ဒီကြားထဲမှာနှစ်နိုင်ငံကလည်းဘာမှမထုတ်ပြန်ဘူးပေါ့နော်ပြောရပြီးခဲ့တဲ့ရက်ကမှဒီကိစ္စကိုသူတို့တရားဝင်ထုတ်ပြန်တာကလေချောင်းတိုက်ခိုက်မှုလုပ်ခဲ့တာဆိုပြီးတော့ထုတ်ပြန်တယ်ပေါ့နော်ဒါပေမဲ့အာအာဖဂန်ဘက်ကဆွဆွဲတာကဒါဟာဒီဘက်ပါကစ္စတန်စစ်တပ်ကပါကစ္စတန်ကလုပ်တယ်လို့ဆွဆွဲတာပေါ့နော်ဒါပေမဲ့ပါကစ္စတန်ဘက်ကအဲ့ဒီဟာကိုအစောပိုင်းမှာဘာမှမပြောပါဘူး ဆိုတော့မီဒီယာတွေကအဲ့ဒီမှာကျွန်တော်သတင်းစာရှင်းလင်းပွဲတွေကြည့်ရပါတယ်မီဒီယာတွေကဗာမေးတယ်ဗာမေးတယ်ဆိုတော့ဒီကပူးမြို့ကတိုက်ခိုက်မှုကိုပါကစ္စတန်အစိုးရပြောရေးဆိုခွင့်ရှိတဲ့သူမေးတယ်ဗောနကပူးမြို့တိုက်ခိုက်မှုကိုဟိုဘယ်လိုသဘောရလဲဒါဟာပါကစ္စတန်ကလုပ်တာလားဆိုတော့သူကဟုတ်တယ်လည်းမပြောဘူးမဟုတ်ဘူးလည်းမပြောဘဲနဲ့သူကအာဖဂန်နစ္စတန်အစိုးရတာလီဘန်အစိုးရဟာဒီအကြမ်းဖက်အဖွဲ့တွေကိုဟိုထိခိုးလုံခွင့်ပေးထားတယ်သူတို့အတွက်နားခိုရာပေးထားတယ်ဆိုပြီးတော့အဲ့ဒီဟာမဖြစ်သင့်ဘူးဆိုတာမျိုးရှုတ်ချတယ်ဆိုတာမျိုးပဲပြောတာဗောနလုပ်တယ်မလုပ်ဘူးဆိုတာကိုတော့ အဲ့ဒီသတင်းစာရှင်းလင်းပွဲတွေမှာထည့်မပြောပါဘူး။တကယ်တကယ်တော့ဒီပါကစ္စတန်ကတကယ်တကယ်ရှင်းပြဖို့လုပ်တာကဒီအာဖဂန်နစ္စတန်နိုင်ငံနဲ့မှာအခြေစိုက်တဲ့ပါကစ္စတန်တာလီဘန်အဖွဲ့ပေါ့နော်။သူအတူကောက် TTP တို့လူသိများကြတဲ့အဖွဲ့။အဲ့ဒီအဖွဲ့ရဲ့ခေါင်းဆောင်တွေရှိနေတယ်လို့ထင်ရတဲ့နေရာကိုသူကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာပေါ့။ဆိုတော့ကျွန်တော်တို့အဲ့ဒီသူအဓိကတိုက်ခိုက်မှုလုပ်လုပ်ခဲ့တဲ့ TTP ပါကစ္စတန်တာလီဘန်အဖွဲ့အကြောင်းကိုကျွန်တော်တို့လေ့လာကြည့်အောင် ဆိုတော့ဒီမှာ DDP ဆိုတာက Tariq E Taliban ဆိုတဲ့နာမည်ကိုအတူောက်ခေါ်တာပါ DDP ဆိုပြီးခေါ်တာပါဒါပေမဲ့သူ့ကိုတော့အများစုကဒါ Pakistan Taliban လို့ပဲအတိများကြပါတယ်ဆိုတော့ကျွန်တော်တို့တော့ဒီဆောင်းပါးထဲမှာတောက်လျှောက်ကျွန်တော်အာ Pakistan Taliban လို့ပဲသုံးလာတာပေါ့ဆိုတော့သူတို့ရဲ့မူဝါဒကရှင်းပါတယ်သူကအခုလက်ရှိ Pakistan အစိုးရကိုဖြုတ်ချပြင်မယ်ဘယ်ရှားပြင်မယ်ပြီးတော့ဒီ Sharia law ကျင့်သုံးတဲ့ Sharia ဥပဒေကျင့်သုံးတဲ့အဲ ဒီအစ္စလာမ်နိုင်ငံတစ်ခုအဖြစ်ပြန်ထူထောင်မယ်ဒါသူတို့ရဲ့မူဝါဒပေါ့နော်ဒါသူတို့တရားဝင်ကြေညာထားပြီးသားဆိုတော့သူတို့အဖွဲ့ကဒီအာဖဂန်နစ္စတန်အရှိပိုင်းပေါ့နော်ဒီဘက်ပါကစ္စတန်ဆိုလို့ရှိရင်အနောက်ပိုင်းနေဇက်အဲ့ဒီနေဇက်မြင်းပေါ်မှာရှိတယ်တိုင်းရင်းသားအဖွဲ့တွေကတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ပေါင်းပြီးတော့ဖြစ်လာတဲ့အဖွဲ့ပေါ့နော်သူတို့အယ်ကိုင်ဒါနဲ့လည်းအဆက်အသွယ်ရှိတယ်အစိုးရမှာအဆက်အသွယ်ရှိတယ်ဒါဒီလိုမျိုးအယ်ကိုင်ဒါနဲ့လည်းအဆက်အသွယ်ရှိတာမို့လို့ဒီ UN ကတော့သူတို့ကိုပိတ်ဆို့မှုတွေလုပ်ခဲ့တာပေါ့2010တုန်းကတည်းကပဲ ပိတ်ဆို့ဝင်လုပ်ခဲ့တာဒီအဖွဲ့ပေါ်လာက2009ခုနှစ်တုန်းကမှသူတို့ကစပြီးတော့ဆို formation စတာပေါ့နော်ဒါမှ2009မှာစပြီးတော့တရားဝင်တိုက်ခိုက်မှုတွေလုပ်ပါတယ်ဆိုတော့သူတို့တိုက်ခိုက်မှုတွေကအာလုံခြံတပ်ဖြတ်တာတွေရှိတယ်ပြီးတော့အသေးခံပုံမှောက်ဖွဲ့တာတွေရှိတယ်ဆိုတော့အကြီးတကအကြီးဆုံးက2014တုန်းကဒါပါကစ္စတန်ကမြို့တစ်မြို့ပေါ့နော်ပက်ရှဝါမြို့ဆိုတာတော်တော်များများသိကြပါတယ်။ဒါပက်ရှဝါမြို့မှာအစိုးရအကြောင်းကိုဝင်ပြီးတော့တနက်နဲ့ပြစ်ပြီးတော့ဒါအကြောင်းသားတွေတနက်နဲ့ပြစ်တော့အများစုကကလေးတွေပါ။အဲတုန်းက အာကလေးအများစုပါဝင်လူပေါင်းပါကစ္စတန်လူပေါင်းပေါ့နော်တရာနဲ့40တောင်တည်ခဲ့ပါတယ်ဆိုတော့2014တုန်းကအဓိကတိုက်ခိုက်မှုတခါသူတို့2020မှာတကြိမ်ထပ်တိုက်ခိုက်မှုလုပ်တယ်အဲအဲ့ဒီမှာတိုက်ခိုက်မှုပေါင်း89ခုတပြိုင်တည်းထဲလုပ်တယ်ဆိုတော့အဲ့ဒီမှာလည်းတော်တော်များများတည်တယ်ဆိုတော့အထူးသဖြင့်တော့ပါကစ္စတန်ဘက်ကဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေနောက်ပြီးတော့နေကြားဆောင်ရဲတွေပေါ့နော်သူတို့အများစုတည်ခဲ့တာတွေ့တယ်ဆိုတော့2009ခုနှစ်ကလည်းပြီးတော့2024အထိတောက်လျှောက်ဒီ ပါကစ္စတန်တာလီဘန်အဖွဲ့ကနေပြီးတော့ပါကစ္စတန်ဘက်ကိုတိုက်ခဲ့တယ်တိုက်ခိုက်ခဲ့တယ်တိုက်ခိုက်မှုတွေကြောင့်အနည်းဆုံးစစ်သားတွေဆိုလို့ရှိရင်တော့အနည်းဆုံးဒီ1200ကနေ2000ကျားဆိုပြီးတော့ခံမှန်ကြတယ်တေးလက်မယ်ဆိုပြီးခံမှန်ကြတယ်1500ကနေ2000ကျားတေးမယ်ဆိုပြီးခံမှန်ကြတယ်အရက်သားကတော့ဒီထက်ပိုများနိုင်တယ်ဆိုပြီးခံမှန်ကြတယ်ဥပမာကျွန်တော်တို့အာ2024လေးတုန်းကဆိုတော့တိုက်ခိုက်မှုနှစ်ခုတော့လုပ်ခဲ့တယ်အဲဒီတုန်းကလည်းအရက်သားတွေများတယ်ပေါ့နော်အခုနကပြောတဲ့အစိုးရအကြောင်းဝင်တိုက်တုန်းကလည်းဒါ140ဆိုတော့ပေါ်ရုံပမာဏမဟုတ်ဘူးကလေးတွေပေါ့နော် ။ဒါကြောင့်ဒီစစ်သားတွေထက်ပါကစ္စတန်စစ်သားတွေထက်အရက်သားတွေတိုက်ဆုံမှုပိုများမယ်ဆိုပြီးတော့တွေ့ကြရတယ်ပေါ့။ဆိုတော့ဒီပါကစ္စတန်တာလီဘန်အဖွဲ့နဲ့အခုအာဖဂန်ကိုအုပ်ချုပ်နေတဲ့အာဖဂန်တာလီဘန်နဲ့ကသူတို့နှစ်ယောက်ရဲ့သူတို့နှစ်ဖွဲ့ရဲ့ဆက်ဆံရေးကဟိုးရင်တုန်းကကျွန်တော်တို့1996နောက်ပိုင်းပေါ့နော်ဒီကျွန်တော်မူဂျာဟစ်တင်နေအဲကာလာကနောက်ပိုင်းမှာတော့တော်တော်အင်းသူတို့နှစ်ယောက်သူတို့နှစ်ဖွဲ့ကတော်တော်ရင်းနှီးရှိခဲ့လို့ပြောလို့ရတယ်။သူတို့ခေါင်းဆောင်ပိုင်းနေပေါ့နော်။ဖွဲ့ပြီးတဲ့နောက်ပိုင်းဒီ2000နဲ့ ခုနှစ်2009ကာလပေါ့နော်အဲ့ဒီနောက်ပိုင်းမှာလည်းသူတို့နှစ်ဖွဲ့ကမဟာမိတ်ဆက်ဆံရှိအဲကြားမှာသူတို့အဲသဘောတူညီမှုတွေလက်မှတ်ထိုးတာတွေတော့လုပ်တာကိုကျွန်တော်တို့သတင်းတွေထဲမှာတွေ့ရတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီအာဖဂန်အမေရိကန်ကရှိနေတဲ့အချိန်မှာတော့နှစ်ဖွဲ့ကတဲ့တယ်လို့လို့မတဲ့တယ်လို့လို့မဟာမိတ်လို့လို့မဟာမိတ်မဟုတ်တယ်လို့လို့ဆက်ဆံရေးမျိုးတွေနဲ့ရှိခဲ့တာပေါ့ဒါပေမဲ့အမေရိကန်ထွက်သွားပြီးတဲ့အချိန်မှာတော့ဒီတာလီဘန်အစိုးရကနိုင်ငံတကာမှာလည်းသူကမျက်နှာကောင်းကျင်တော့မျက်နှာစာလှမျက်နှာလှကျင်တော့သူက ဒီအဖွဲ့နဲ့နည်းနည်းခက်ခွာခွာနေခဲ့တာကိုကျွန်တော်တို့မြင်ရတယ်ပေါ့နော်။ဒါပေမဲ့သူတို့နှစ်ဖွဲ့ရဲ့ဆက်ဆံရေးကယတိပြတ်ပြောခဲ့တဲ့အဖြူမဲမတဲခွဲဘူးပေါ့နော်။ဒါပေမဲ့ဒီပါကစ္စတန်တာလီဘန်အဖွဲ့ခေါင်းဆောင်တွေကတော့ကျွန်တော်တို့ကပူးမြို့မှာတော့နေနေနေဆိုတော့ဒါသူတို့နှစ်ဖွဲ့ရဲ့ဆက်ဆံရေးကိုကျွန်တော်တို့ကခံမှန်းလို့ရတယ်။တော့ပါကစ္စတန်တာလီဘန်အာဖဂန်နစ္စတန်တာလီဘန်အစိုးရကဒီအဖွဲ့ခေါင်းဆောင်တွေကိုလွတ်လပ်လပ်သွားလာခွင့်နေထိုင်ခွင့်ပေးထားတယ်ဆိုတော့ကျွန်တော်တို့ဒီမှာမြင်ရတာပေါ့နော်။ဒါကြောင့်မို့လို့လည်းကျွန်တော်တို့ဒါပါကစ္စတန်ဘက်ကဒီအဖွဲ့တွေကို ီဖွဲ့တွေကိုအာဖဂန်တာလီဘန်အစိုးရကနေပြီးတော့ဒါခုလုံးခွင့်ပေးထားတယ်ဆိုမျိုးဆွတ်ဆွေးတယ်လို့ကျွန်တော်တို့ဒီမှာနားလည်ရတာပဲဖြစ်ပါတယ်ဆိုတော့အော်တိုဘကွေးနေတုန်းကဒီလေကြောင်းတိုက်ခိုက်မှုမှာဒီပါကစ္စတန်ဘက်ကပြောတာကတော့ပါကစ္စတန်တာလီဘန်ခေါင်းဆောင်တချို့ခေါင်းဆောင်တွေတည်သွားတယ်ဆိုပြီးတော့ကြဆုံသွားတယ်တည်သွားတယ်အဲ့ဒီတိုက်ခိုက်မှုမှာပြောတာပေါ့ဒါပေမဲ့အာဖဂန်နေဘက်ကပြောတာကြတော့ဘာတိုက်ခိုက်မှုမှမရှိဘူးဆိုပြီးပြောတော့ဆိုတော့ကျွန်တော်ခုနကပြောခဲ့သလိုသူတို့နှစ်ဖက်စလုံးရဲ့ပြောဆိုချက်ကတော့ဘယ်ဟောင်မှအတည်ယူလို့မရအောင်ပေါ့ကျွန်တော်တို့အိန္ဒိယနဲ့ပါကစ္စတန် စပွဲတုန်းကဆိုလို့အိန္ဒိယဘက်ကဘလောက်တည်သွားတယ်ပါကစ္စတန်ဘက်ကလည်းဘလောက်တည်သွားတယ်ဆိုပြီးပြောတာတွေဘယ်ဟောင်းမှကျွန်တော်တို့အတည်ပြုလို့မရခဲ့ဘူးပေါ့နော်ဆိုတော့မြေပြင်ကို ရောက်သွားတဲ့သတင်းထောက်တွေမြေပြင်ကပြောတဲ့ဒီဒေတာခံတွေပြောတဲ့ဟာတွေကိုသတင်းမီဒီယာတွေမှာကျွန်တော်တို့က live ဖတ်ပြီးတော့မှဘလောက်ဆိုတာမျိုးကိုခံမှန်ခံမှန်ကြရတာပေါ့အတိအကျပဲအောင်မှကျွန်တော်တို့မသိရဘူးကျွန်တော်ဘာဖြစ်လို့လဲဆိုတော့နှစ်ဖက်စလုံးကမီဒီယာပေါ်မှာဝါဒဖြန့်ချီလုပ်တယ်ပြီးတော့အထူးသဖြင့် Twitter X အပေါ်မှာပေါ့နော်သူတို့နှစ်ဖက်စလုံးကဝါဒဖြန့်ချီလုပ်တယ်ဆိုသူတို့ပြောတဲ့ ကိန်းဂဏန်းတွေကိုကျွန်တော်တို့အတည်ယူလို့မရပါဘူး။ကျွန်တော်ပြောတာကအာဖဂန်ဒီတာလီဘန်ဘက်ကပြောတာကြတော့ပါကစ္စတန်ဘက်ကစစ်သား58ပေါ့နော်စစ်သား58ယောက်တည်သွားလို့ပြောတယ်။ဒီဘက်ကကြတော့ပါကစ္စတန်ဘက်ကပြောတာကြတော့ဒီဘက်ကတာလီဘန်အာဖဂန်တာလီဘန်200တည်သွားတယ်ဆိုပြီးပြောထားတာပေါ့နော်။ဆိုတော့သူတို့ပြောထားတဲ့ဒါနောက်ဆုံးစည်းရင်ပေါ့အတည်ယူလို့တော့မရပါဘူး။ဒီနေ့မှာဒီပါကစ္စတန်တာလီဘန်အဖွဲ့နဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဆက်ဆက်ခဲ့တဲ့ကိစ္စတခုရှိခဲ့ပုံပါတယ်။ဆိုတော့တချို့တော့ ဟိုဒီကိစ္စကိုကြားဘူးကြလိမ့်မယ်တော့မထင်ပါဘူး။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်2012တုန်းက2012မတိုင်ခင်ကကျွန်တော်တို့ရခိုင်ပြည်နယ်မှာရိုဟင်ဂျာကိစ္စကအဲ့ကလေးကစဖြစ်နေပြီပေါ့။ဆိုတော့အမ်လူခွေချိုးဖောက်မှုတွေဆိုတာကိုပြောတယ်ပြီးတော့နိုင်ငံတကာကလည်းဒီရိုဟင်ဂျာဒီအကြောင်းကိုတောက်လျှောက်အဲ့အဲ့ဒီတုန်းကတောက်လျှောက်ပြောခဲ့တဲ့ကာလတွေရှိခဲ့တယ်ပေါ့နော်ဒီ2010နောက်ပိုင်း17နောက်ပိုင်းမှာဆိုတော့အဲ့ဒီကာလမှာဒီရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ဒီပါကစ္စတန်တာလီဘန်အဖွဲ့ကကြီးညာချက်တစ်စုံထုတ်ပေါ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ ရိုညာတွေအနေနဲ့ငြိမ်ခံမနေကြဘဲနဲ့ထကြွားကြဖို့ပြီးတော့ဟောပြန်တိုက်ခိုက်ကြအောင်ဗောနော်အဲ့လိုပြောဘူးတယ်ပြီးတော့ပါကစ္စတန်နိုင်ငံထဲမှာရှိနေတဲ့မြန်မာနဲ့ပတ်သက်တဲ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အကျိုးစီးပွားဆက်နွယ်နေတဲ့ကိစ္စတွေကိုလည်းသူတို့တိုက်ခိုက်မှာဖြစ်တယ်ဆိုပြီးတော့2012ခုနှစ်တုန်းကအခုကျွန်တော်တို့ပြောနေတဲ့ဒီပါကစ္စတန်တာလီဘန်အဖွဲ့ကကျင်းညာချက်တွေဆောင်ထုတ်ပေါ်ပါတယ်ကျွန်တော်ပြန်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာကျွန်တော်တို့ရွန်ဂျာအရေးခင်းဖြစ်ခဲ့တာက 2019ကာလမှာဖြစ်ခဲ့တယ်ပေါ့။ဒါပေမဲ့သူတို့ထုတ်တဲ့အချိန်ကဒီ Ranger တွေကိုတိုက်တွန်းနေ Ranger တွေနေနဲ့အေးမခံကြဘူးဆိုပြီးပြောတဲ့အချိန်က2012ခုနှစ်ပေါ့နော်။ပြောရရင်2016မတိုင်ခင်ကဆို6နှစ်လောက်စောတယ်လို့ကျွန်တော်တို့ပြောရမှာပေါ့။ဒါပေမဲ့ဒီအဖွဲ့ပေါ့နော်။ဒီကုကျွန်တော်တို့သတင်းတွေထဲမှာရခိုင်သတင်းထဲမှာတော့ချောင်းမြင်နေရတဲ့အာစာကျွန်တော်2016 2019မှာရှိခဲ့တဲ့အာစာပြီးတော့ဟိုရင်လုံးတော့ရှိခဲ့တဲ့ဒါ RS လို့အဖွဲ့မျိုးဒီအဖွဲ့တွေနဲ့ဒီအခုကျွန်တော်တို့ပြောနေတဲ့ ဒီ TTP ပါကစ္စတန်တာလီဘန်အဖွဲ့နဲ့ဂျားကဆက်နွယ်မှုရှိမရှိဆိုတော့ကျွန်တော်တို့ဘာသက်တည်မှမရှိပါဘူးကျွန်တော်တို့တရားနဲ့ပတ်သက်ပြီးတော့အာပါကစ္စတန်ဘက်ကသတင်းတွေအိန္ဒိယဘက်ကသတင်းတွေကိုကျွန်တော်လိုက်ဖတ်တယ်လိုက်ရှာကြည့်တော့လေသူတို့ဒီအာဆာအာဆိုတို့နဲ့အခုကျွန်တော်တို့ပြောနေတဲ့ပါကစ္စတန်တာလီဘန်နဲ့ဂျားဂျားကဆက်ဆံရေးကိုကျွန်တော်မမြင်ရပါဘူးဒါပေမဲ့ဒီမှာကျွန်တော်အလေးအမြတ်တို့တစ်ခုထည့်ပြောချင်ပါအဲ့ဒါကမြန်မာနိုင်ငံကိုကျွန်တော်တို့အာခိုင်တာပေါ့နော်ပြီးတော့အာခိုင်တာတို့ရောက်ဖို့လေဆိုတဲ့အကြောင်းပေါ့အာခိုင်တာအဖွဲ့ဝင်တွေကိုယ်တိုင်ဝန်ခံထားတဲ့ ဗီဒီယိုတွေရှိပါတယ်ကျွန်တော်အာ TikTok ပေါ့နော်ကျွန်တော်တို့ TED T DLK တော့ကျွန်တော်တို့ဒီ social media TikTok မျိုးနဲ့ဒီလူတွေတက်ပြီးတော့စကားပြောကြတဲ့အစဉ်ညမှာစကားပြောတဲ့ TikTok အဲ့ဒီပွဲမှာဒီအရင်တုန်းကဒီအခိုင်တာဒီလူသစ်စုဆောင်ရေးလူတွေပြောဘူးလို့ရှိအဲ့ဒါသူမြန်မာနိုင်ငံသူကတော့အဲ့ဒီမှာဘာမှလို့တော့မြန်မာနိုင်ငံကိုရောက်ဖို့တွေအကြောင်းအဲ့ဒီမှာလူသစ်တွေစုဆောင်မှုတွေအကြောင်းဆိုတာမျိုးပြောဘူးလားတော့ရှိတယ်ပေါ့ I sure I fought I fought for short periods of time in Kashmir and Burma besides Afghanistan. ဒါပေမဲ့ကျွန်တော်တို့အခုပြောနေတဲ့အဖွဲ့တွေကြားအချင်းချင်းကြားမှာဆက်ဆံရေးတရားရေးဆိုတော့နောက်ပြီးတော့အာဆာတို့နဲ့အခုပါကစ္စတန်ဘက်ကဖွဲ့နေဆက်ဆံရေးရှိမရှိဘူးလို့ကျွန်တော်တို့ဟိုတက်တည်ထောက်ထားတော့မရှိဘူးပေါ့နော်။ဒါပေမဲ့ဒါက2012တုန်းကပြောခဲ့တယ်ဆိုတဲ့ဟာကိုကျွန်တော်ဒီမှာထည့်ပြောချင်တာပါ။ပြီးတော့ပါကစ္စတန်နိုင်ငံထဲမှာပါကစ္စတန်နိုင်ငံထဲမှာရှိနေတဲ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဒီအကျိုးစီးပွားတွေစီးပွားရေးလုပ်ငန်းတွေမြန်မာတန်ယုံနေစတဲ့ပြောတာဒါနဲ့ပတ်သက်ပြီးတော့တိုက်ခိုက်ခံရတယ်ဆိုတာမျိုးတော့ကျွန်တော်တို့ မကြခဲ့ဘူးပေါ့ခုအာဖဂန်နစ္စတန်နဲ့ဒီပါကစ္စတန်နှစ်နိုင်ငံနေဆက်ကြားကတိုက်ပွဲကစစ်ပွဲကြီးဖြစ်လာမလားဆိုတဲ့စိုးရိမ်ချက်တွေလည်းကျွန်တော်တို့ရှိနေတယ်ပေါ့နော်အဲ့ဒါကိုသတင်းမီဒီယာတွေမှာအများစုရေးကြတယ်နောက်ပြီးတော့ဒီအထင်အတွေးမြင်အနေနဲ့ပတ်သက်ပြီးတော့ပြောကြတဲ့ဟာတွေမှာလည်းမြင်ရတယ်စစ်ပွဲကြီးဖြစ်လာနိုင်မလားဆိုတာဒီမှာကျွန်တော်အလင်းသိလို့ဒီမြန်မာစကလုံးအတုံးနှုံးနဲ့ပတ်သက်ပြီးတခုလေးထည့်ပြောခြင်းပါအဲ့ဒါကတိုက်ပွဲနဲ့စစ်ပွဲဆိုတဲ့အတုံးနှုံးပေါ့နော်ဆိုတော့တချို့ကတော့ဒါကိုရောပြီးတော့တုံးကြတာကျွန်တော်တို့တွေ့ရတယ်ကျွန်တော် တကယ်တကယ်တိုက်ပွဲဆိုတာကစပွဲလောက်မကြီးတဲ့ဟာကိုပြောတာပေါ့နော်ဆိုအင်္ဂလိပ်လိုတော့အဲ့ဒီဟာကနည်းနည်းရှင်းပါတယ်ဆိုတော့တိုက်ပွဲကိုကျွန်တော်တို့ဘယ်လိုသုံးကြလဲရှိတယ်ဆိုတော့ clash ပေါ့နော် clash clash လို့သုံးဒါမှမဟုတ် battle ပေါ့ battle battle လို့သုံးတယ်စပွဲကိုတော့အားလုံးသိကြတယ်ဒါ war ပေါ့နော် war war ဆိုတဲ့အသုံးလုံးကိုသုံးကြပါတယ်ဆိုတော့တချို့ကတော့အဲ့ဒီမြန်မာစကားမှာကိုတိုက်ပွဲနဲ့စပွဲဆိုတာမျိုးကိုရောပြီးတော့ဟိုရောသုံးကြတာတွေ့ရတယ်ပေါ့နော်တကယ်တကယ်တော့အဲ့နှစ်ခုကမတူပါဘူးဆိုတော့တိုက်ပွဲဆိုတာကတော့ ဟိုခဏတစ်ချို့ဖြစ်သွားတာ၊နိုင်ပိုင်းအတွင်းဖြစ်သွားတာ။ဒါမှမဟုတ်တရက်နှစ်ရက်အဲကျွန်တော်တို့အိန္ဒိယအနည်းဆုံးဦးမှာကျွန်တော်တို့ပြောရမယ်တိုက်ပွဲဆိုတာကျွန်တော်တို့အိန္ဒိယနဲ့ပါကစ္စတန်နဲ့ဖြစ်ခဲ့တော့ဆိုလို့ကျအဲ့ဒါကိုစစ်ပွဲလို့မခေါ်ဘဲနဲ့ဒါတိုက်ပွဲလို့ပဲခေါ်ရမှာနော်။အကြာကြီးမဖြစ်ခဲ့ဘူး။ရပိုင်းပဲဖြစ်ခဲ့တယ်။ပြီးတော့ပြီးသွားတယ်ပေါ့နော်။ဒါပေမဲ့စစ်ပွဲဆိုတာကျတော့အချိန်ကြာမယ်။ပြီးတော့လူအင်အားများမယ်။အခုဆိုလို့ရှိရင်ဒါနှစ်ဖက်ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ဖြစ်နေတဲ့အဲတိုက်ပွဲတိုက်ပွဲကကျွန်တော်တို့နှစ်ဖက်တက်တယ်တော့ပါတယ်။ဒါပေမဲ့ ျွန်တော်တို့တက်မာကြီးတစ်ခုလုံးစစ်ချီသွားတာလို့ပါလို့ကျွန်တော်တို့မမြင်ရအောင်ပေါ့နော်အဲတော့စစ်အင်အားကျွန်တော်တို့ဟိုမှာ100 200ဆိုတာမျိုးတော့တုံးတာဝယ်တွေ့ရတယ်တက်ရင်တစ်ခုတက်မာကြီးတစ်ခုသွားရဆိုတာမျိုးကျွန်တော်တို့မတွေ့ရအောင်တကယ်စစ်ပွဲကတော့ကျွန်တော်တို့တက်မာလိုက်သွားတယ်လေချောင်းသွားလေချောင်းရတိုက်တယ်ရေချောင်းအားတိုက်တယ်စတယ်ဒါမျိုးကိုစစ်ပွဲလို့ခေါ်တာပေါ့ဆိုတော့အခုဖြစ်နေတဲ့တိုက်ပွဲကတော့စစ်ပွဲကြီးဖြစ်လာနိုင်သလားဆိုတာမျိုးကိုကျွန်တော်တို့အဲတုံးတဲ့သူတွေခံမှန်းကြတော့အဲဒီစင်တော့ဖီတော့မရောက်နိုင်ဘူးဆိုပြီးပြောကြတယ်ဆိုတော့ဘာလို့သူတို့အဲ့လိုမျိုးပြောကြတာလဲဆိုတော့ဒီ ပါကစ္စတန်တာလီဘန်ရဲ့အဲလူဝင်အခြေအနေကိုကြည့်ပြီးတော့ခံမှန်းကြတာပေါ့ဆိုတော့အခုအချိန်ထိဒါ UN UN ပါဝင်ပေါ့နော်ဒီစောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေခံမှန်းကြတာကပါကစ္စတန်တာလီဘန်အဖွဲ့ရဲ့အင်အားဟာဒီ6000ကနေပြီးတော့6500ကျားရှိနေတယ်ဆိုပြီးတော့ခံမှန်းကြပါတယ်ကျတော့သဘောကတော့ဒီဘက်ပါကစ္စတန်စစ်တပ်နဲ့ရှင်လို့ရှိရင်6000နဲ့6500ဆိုတော့ပြောပါလောက်တဲ့ပမာဏမဟုတ်ဘူးတကယ့်စစ်ပွဲကြီးပုံစံတွားလို့ရှိရင်ဒီဘက်က ပါတောက်ကြပုံစံနဲ့ပဲတော်တော့ပေါ့နော်တကယ်ဒီအဲနေဆက်မြင်းပေါ်မှာတွားလို့ရှိရင်အဲ့လောက်ထိမတွားနိုင်ဘူးဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့တခုရှိတာကဒီဘက်အာဖဂန်အစိုးရက လုံးလုံးပါလာရင်တော့ဒီဘက်ပါကစ္စတန်တာလီဘန်အဖွဲ့ကိုအာဖဂန်တာလီဘန်အဖွဲ့ကနေပြီးတော့ဒီအစိုးရနဲ့လုံးလုံးထောက်ပံ့ပေးရင်တော့မပြောတာပေါ့နော်အခြေအနေတမျိုးပုံစံတမျိုးမျိုးဖြစ်ကောင်းဖြစ်လာနိုင်တယ်ဘာဖြစ်လို့လဲဆိုအခုအိန္ဒိယနဲ့လည်းရင်းနှီးမှုဆက်ဆံမှုပြတယ်နော်ဘာလို့လဲဆိုတော့အိန္ဒိယကရန်သူရဲ့ရန်သူဟာမိတ်ဆွေပဲပေါ့နော်ဒါပါကစ္စတန်ရဲ့ ပါကစ္စတန်ကိုတိုက်တဲ့အဖွဲ့ကိုရှိနေတဲ့ဒါအာဖဂန်နစ္စတန်ကိုသူထောက်ပံ့မယ်ဆိုတာမျိုးပါဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့ပြောလို့မရအောင်အိန္ဒိယလည်းပဲအိန္ဒိယကလည်းဘယ်တော့မှဒီဒီဒီအကြမ်းဖက်ဖွဲ့တွေကိုသူတို့ထောက်ပံ့တယ်ဆိုတာမျိုးမပြောဘူး။နောက်ပြီးတော့အာဖဂန်ကလည်းအခုချိန်ထိဒီအဖွဲ့ကိုသူတို့ထောက်ပံ့တယ်ဆိုတာမျိုးကိုပြောထားတာမျိုးမရှိဘူး။ဆိုတော့ပါကစ္စတန်ကတော့အဲ့ကိစ္စကိုကျွန်တော်တို့အာဖဂန်အာပါကစ္စတန်အာအိန္ဒိယတိုက်ပွဲတွေကိုလည်းတော့ချက်ပြောနေတာပေါ့နော်အာဒီဟာကိုအိန္ဒိယကပါကစ္စတန်ကိုတော့ချက်ပြောနေတာပေါ့သူတို့ထောက်ပံ့ပေးထားတယ်ဆိုတာမျိုးအခုတော့အာဖဂန်က ဒီဘက်မှာအာပါကစ္စတန်ကဒီဘက်မှာအာဖဂန်ကိုတခါပြန်ပြီးတော့အဲ့လိုပြန်ပြိုးနေတာပေါ့ဒီအဖွဲ့ကိုပြန်ထောက်ပံ့ပေးထားတယ်ဆိုတော့ဆိုတော့အာဖဂန်တာလီဘန်အစိုးရအနေနဲ့ဒီပွဲထဲမှာတရားဝင်ပါလာပြီးတော့ပါကစ္စတန်တာလီဘန်ကိုထောက်ပံ့ပေးရင်တော့ကျွန်တော်တို့အခုမြင်နေရတဲ့ပုံစံကနေတိုက်ပွဲတွေကနေစစ်ပွဲပုံစံမျိုးဖြစ်ကောင်းဖြစ်သွားနေတယ်ဒါပေမဲ့အခုပုံစံအတိုင်းသွားနေမယ်ဆိုရင်တော့ဒီလူဝင်အားစစ်သားအင်အား6000ကနေ6500ကျားပဲရှိတယ်ဆိုတော့တကယ့်စစ်ပွဲကြီးပုံစံမျိုးအထိတော့မရောက်နိုင်ဘူးဆိုပြီးတော့ ခံနိုင်ကြတော့ဗောနော်ဒါတစ်ခုပေါ့နောက်တစ်ချက်ကကျတော့အာဒီတာလီဘန်ကဒီပါကစ္စတန်တာလီဘန်ကအခုဒီ2021သူတို့အုပ်ချုပ်ပြီးနောက်ပိုင်းမှာအမေရိကန်အစိုးရအခုချိန်ထိကြီးပွားရေးပိတ်ဆို့မလုပ်ထားတော့ဘူး UN ကပိတ်ဆို့မလုပ်ထားတော့ဘူးတခြားနိုင်ငံကြီးတွေနိုင်ငံကြီးတွေ UK ကနေဒါစတဲ့နိုင်ငံပေါင်းစုံကလည်းသူတို့စီးပွားရေးပိတ်ဆို့မလုပ်ထားတော့မှာပဲဆိုတော့သူတို့အနေနဲ့ဒီသူတို့စီးပွားရေးပြည်လဲအောင်တော့မှစလုပ်နေရတော့အချိန်ပေါ့နော်ဒါကြောင့်မလို့အခုဒါအိန္ဒိယနဲ့ဆိုတော့ပထမဦးဆုံးစပြီးတော့စီးပွားရေး ဟေးရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့စလုပ်တဲ့အချိန်ပေါ့ဆိုဒီလိုအချိန်မျိုးမှာစပွဲတပွဲစဖို့ဖြစ်နိုင်ပါမလားဆိုပြီးတော့လေမေကွန်ပြေးကြတော့သူတို့တိတ်ပြီးတော့တော့အဲ့လောက်ထိသွားပါမလားပေါ့နော်ဒီအာဖဂန်တာလီဘန်အစိုးရအနေနဲ့အဲ့လောက်ထိသူတို့မှငွေအင်အားရှိပါမလားအဲနောက်ပြီးတော့အင်အားရှိပါမလားဆိုတာမျိုးကိုတွေ့ကြတော့ဆိုတော့ဒီအခြေအနေတွေကြောင့်မို့လို့အဲ့လောက်စပွဲကြီးဖြစ်နိုင်လောက်တဲ့အဆင့်အထိတော့မသွားနိုင်ဘူးလို့ခံမှန်းကြပါတယ်ကျတော့ပြီးတော့ဒီဘက်မှာကျတော့ကျွန်တော်တို့ဒါကာတာဆာအူဒီပြီးတော့ရုရှားပေါ့နော်တကယ်ဒီနိုင်ငံတွေနဲ့ရင်းနှီးတဲ့နိုင်ငံတွေက ဒီစပွဲကိုဒီတိုက်ပွဲကိုဆက်ပြီးတော့အချိန်မမြင့်ဘူးမတိုးဘူးဆိုပြီးတော့တားနေကြတော့ကျွန်တော်တို့တွေ့ရပါတယ်ပြီးတော့အခုအချိန်ထိကိုတော့တိုက်တိုက်ပွဲတွေဖြစ်နေတာမျိုးမဟုတ်ပဲနှစ်ဖက်တင်းမာနေတဲ့အချိန်မျိုးပဲကျွန်တော်ပြရပါဘူးကျွန်တော်ဒီအချိန်အချိန်တွေကလည်းပြီးတော့အချိန်မရွေးနောက်ပြန်ဆုတ်သွားနိုင်တယ်တွေ့ရပါဘူးစာစုံတော့ဆက်ပေးကြရတာကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေဗျာ